ယေရှုအသက်ရှင်စဉ်ကမျိုးစေ့တွေကနေပြန်ပြီးအသက်ဝင်လာခဲ့တဲ့အပြင်ဒီအမျိုးသမီးတွေကသူတို့ရဲ့အကျပညာတွေနဲ့နှစ်ပေါင်း2000ကျော်ကမျိုးစေ့တွေကိုအသက်သွင်းခဲ့ပါတယ်ဒီမျိုးစေ့တွေကတာမန်မျိုးစေ့တွေတော့မဟုတ်ကြပါဘူးတမကျန်းစာတွေကနှက်စေးလိုတင်စားကြတဲ့မျိုးစေ့တွေဖြစ်ပါတယ်ဒါတွေမကသေးပါဘူးရှင်ဒီမျိုးစေ့တွေကအပြင်ပေါက်လာခဲ့တဲ့အပြင်အခုဆိုရင်အသီးတွေတောင်တီးနေပါပြီဒီမျိုးစေ့ကဘာမျိုးစေ့တွေလဲဘယ်နေရာမှာဘယ်လိုမျိုးတွေ့ခဲ့ကြတာလဲအပြင်ပေါက်အောင်ဘယ်လိုမျိုးလုပ်ခဲ့ကြတယ်လဲဆိုတာသိဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ရအောင်ပါရှင် ဒါကတော့ဂျူဒန်ဂန်နီယာရဲ့နာမည်ကြီးဆွန်ဘလန်ပင်မှာလွန်ခဲ့တဲ့နှစ်2000ကျော်ကမျိုးစေ့တွေကိုစိုက်ပျိုးထားတဲ့အပင်ဖြစ်ပြီးဒါကဆွန်ဘလန်ပင်တွေရဲ့မူရင်းမျိုးစေ့ဖြစ်နေပါတယ်။ဒါကိုအပင်ဖြတ်လာဖို့အမျိုးသမီး2ဦးကပြုလုပ်ခဲ့ကြတာပါ။အစ္စရေးနိုင်ငံကဆွန်ဘလန်ပင်အများကြီးကိုတဲဂန်နီယာထဲမှာစိုက်ပျိုးပြီးကမ္ဘာအနှံ့ကိုတင်ဖို့ရောင်းချကြပါတယ်။ကန်ရမာဆွန်လွင်ပင်နေစိုက်ပျိုးဖို့မြေနေရာပြုပြင်ဌာနတွေပြုလုပ်တဲ့နေမှာတော့စိုက်ပျိုးရေးပညာရှင်တွေကိုအားအသင့်စေမဲ့အရာတစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကတော့ရှေခေတ်2000ကျော်ကဂျူရင်သဲကန်နေရာရဲ့တမိုင်းကျောင်းကိုတူဖော်မိခဲ့တာပါဒီနေရာမှာရှေကိကကျူးလူမျိုးတွေအခြေချနေထိုင်ခဲ့ကြပြီးယောမလူမျိုးတွေကကျူးကျော်တိုက်ခိုက်ကြကိုခံခဲ့ကြရပါတယ်။ဒီအချိန်မှာကျူးတွေကပြန်လည်ခုခံခဲ့ကြပြီးကြီးမားတဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အင်အားကောင်းတဲ့ယောမတွေကိုဘလို့မှမနိုင်နိုင်တဲ့ကျူးတွေဟာရှေကိမာဇာရာခန်တက်စီကိုစုယုံထွက်ပြေးခဲ့ကြပါတယ်။ဒီအချိန်မှာယောမတွေကမာဇာရာခန်တက်ကိုဝိုင်းချခဲ့ပြီးကျူးတွေကိုစာနယ်ရိတ်ခပြက်လက်အောင်လုပ်ခဲ့ပါတယ်။ ရောမရီရဲ့ဖန်စီခံပြီးကျွံဖြစ်မလုပ်လို့တဲ့ဂျူတွေကသူတို့ကိုသူတို့အဆုံးစီရင်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတော့တယ်။ ောမတွေကဂျူးတွေကိုဒီအကြောင်းနှစ်ချက်ကြောင့်အဓိကကြူကြော်ခဲ့တာပါတစ်ချက်ကတော့ဂျူးတွေစီကတမိုးရှိစွန်ပလွန်တီမျိုးစိတ်ကိုလူချင်းခဲ့တာဖြစ်ပြီးနောက်တစ်ခုကတော့သူတို့ရဲ့ကြီးမားတဲ့ပိရမစ်တွေတိစောက်ဖို့အတွက်ကြုံနေလိုအပ်တာကြောင့်ပါရှင်အဲ့ဒီခေတ်ကလေးကဂျူးတွေကကမ္ဘာအနှံ့ကိုတင်ပို့တဲ့စွန်ပလွန်တွေကိုအစ်စ်တွေထုတ်ပြီးတင်ပို့ခဲ့တာကြောင့်ဘယ်နိုင်ငံကမှဒီအပင်ရဲ့မျိုးစိတ်ကိုမရခဲ့ကြပါဘူးဒီအသည့်ကကမ္ဘာအနှံ့မှာစိတ်ဖြစ်စည်းမှုကိုလျှော့ချစေတဲ့စီးနဲ့ကာမအတူစီဖော်ဆင်ရမှာအဓိကအသုံးပြုခဲ့ကြပါတယ် ဒီလိုမျိုးအစွမ်းထက်စေးရဲ့အဓိကမျိုးစေ့ကိုမပေးခြင်းတဲ့ဂျူတွေကသူတို့ရဲ့မျိုးစေ့တွေကိုလည်းသူတို့နဲ့အတူယူသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်အကြီးဆုံးမျိုးစေ့ကိုရောင်ကြီးတဲ့မှာမျိုးစေ့တွေအားလုံးကိုထည့်ပြီးလူတွေကိုရော မျိုးစေ့တွေကိုပါမိရှုပစ်ခဲ့ကြပါတယ်။ဒီလိုမျိုးလုပ်ခဲ့တာကြောင့်ဇွန်ဘလွန်ရဲ့မွေးရမျိုးစေ့တွေကပျောက်ဆုံးသွားခဲ့ပါတယ်ရှင်။ ဒါပေမဲ့နှစ်2000အကြာမှာတော့ဒီမျိုးစစ်ကိုရောင်ကြီးကိုပြန်လည်တွူဖော်မိခဲ့ပြီးတချို့သောမျိုးစစ်တွေကတော့မိမလောင်ပဲမြေကြီးတန်းမှာနှိမ့်ညွနေတာကြောင့်အကောင်းတိုင်းတွေ့ရှိခဲ့ကြပါတယ်။ဒါကိုရှင်အောင်သူတေသနဌာနကမျိုးရုပ်ဗီဇပညာရှင်နေနဲ့စစ်ဆေးတဲ့အခါမှာတော့ဒီမျိုးစစ်တွေဟာမူရင်းစွန်ပလင်မျိုးစစ်တွေဆိုတာသိခဲ့ရတဲ့အပြင်ဒီမျိုးစစ်တွေရဲ့တက်တန်းကတမန်ကျမ်းစာနဲ့ကိုရန်ကျမ်းစာတွေမှာပါရှိတဲ့သမိုင်းကြောင်းတွေကယေရှုခရစ်တော်အသက်ရှင်စဉ်အချိန်တွေနဲ့ကိုက်ညီနေတာကိုလည်းတွေ့ကြရပါတယ်။ဒါကိုရှင်အောင်သူတေသနဌာနက15နှစ်ကြာတင်ဆက်ထားခဲ့ပြီးစိုက်ပျိုးပညာရှင်မျိုးသမီးနှစ်ယောက်ရောက်လာတဲ့ ချိန်မှာတော့အားလုံးကအားအသင့်မဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအမျိုးသမီးတွေကသူတို့ရဲ့ဤပညာတွေနဲ့ဒီအပင်ကမျိုးရိုးပိစတွေကိုပေါင်းစပ်ပြီးစုံလွတ်အပင်တွေကိုစိုက်ပျိုးခဲ့ကြပါတယ်။ဒီဤပညာကစိုက်ပျိုးလောကဒေသမှာတခြားမျိုးရိုးပိစပညာတွေအတွက်ပါရှေ့ပြေးတည်ထွင်မှုဖြစ်ခဲ့ပါတယ်။အခုချိန်မှာတော့အစ္စရေးနိုင်ငံရဲ့ဂျူဒင်ကန်နေရာထဲမှာခရစ်တိုကိုတရိယာနိုင်မဲ့အမှတ်တရတစ်ခုရှိနေခဲ့ပါပြီ။ဒါကြောင့်ပြည်သက်ကြီးတို့လည်းအဲ့ဒီကိုသွားကျင်နေကြပြီလားဆိုတော့မှတ်ချက်လေးရေးပေးခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုဒီမှာကျမတို့တွေပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။